အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့မျိုးရိုးဆန်ဆက်ပြောပြခဲ့ကြတဲ့ family legend တစ်ပုဒ်ပါဒီအကြောင်းအရာလေးကိုလွန်ခဲ့တဲ့6လလောက်ကတည်းကပို့ပေးထားတဲ့ညီလေးလမ်းပန်ကိုလည်းကျေးဇူးတင်ပါတယ်ဒီဖြစ်ဖြစ်ကကျွန်တော်အမေကိုသူ့ရဲ့အဖိုးကပြောပြခဲ့တဲ့စကြောင်းပေါ့ကျွန်တော်ဟာဒီဘုံမျိုးအနီးဒုဋ္ဌဝရီမြစ်ဘေးကရွာတရွာမှာကြီးပြင်းခဲ့တာ ကျွန်တော်ရွာလေးကတောင်တန်းတွေနဲ့မြေကမ်းတွေပေးမှရှိပြီးမြူတွေအုံဆိုင်နေတဲ့ရွာလေးတရွာပေါ့လေတိုက်ပြီးမြူတွေပိမ့်ပိတ်အောင်ကြားတဲ့နေတွေဆိုရင်တောထဲမှာမကောင်းဆိုးဝါးတွေမြူးကြတယ်ကလေးတွေကိုအပြင်ပေးမထွက်နဲ့ဆိုပြီးအယူတွေလည်းရှိခဲ့တယ်ညာဘက်ဆိုရင်စုံမီးတွေတောက်ပြီးတော့ပညာပြန်ကြတယ်ဆိုတဲ့စကားတွေနဲ့ကြီးပြင်းလာကြရတာပေါ့ငငယ်ရကြောက်ခဲ့ပြီမဲ့15 16အရွယ်လောက်မှာတော့ ကျွန်တော်ဒီကိစ္စတွေကိုအယုံကြည်သိမရှိတော့ဘာလို့လဲဆိုတော့လူကြီးတွေပြောနေတဲ့ကိစ္စတွေကကြားတာကြားနေရတာတခါမှလည်းမကြုံခဲ့ဘူးအဲ့တော့ကျွန်တော်လူငယ်တွေကသိပြီးအယုံကြည်မရှိကြဘူးကျွန်တော်ရွာမှာဘာကြည်လို့ကျွန်တော်တို့အများကခေါ်တဲ့ဦးဆိုင်ကြည်ဆိုတဲ့ဆေးဆရာကြီးရှိတယ်ဘိန်းတော်ဆရာလို့ခေါ်မှာပေါ့ဘာကြည်ရဲ့မိန်းမကဒေါ်အေးစိန်နဲ့သူ့တော်ကြီးစိန်လို့ခေါ်ကြတယ် ဘာကြီးဟာစိတ်ကူတာအင်တန်တော်လို့အနီးနားရွာတွေရပါအားကိုးရတယ်တခါတလေတီဝေါမြို့ပေါ်ကတထင်းကြီးတွေတော့လာပင်ကြတဲ့အထီးပဲရွာမှာအစိတ်ပြင်းတဲ့မွေပေါက်ခံရလို့တေမလို့ဖြစ်နေတဲ့လူနာတွေကိုဘာကြီးမမ်းမှုပြီးစိတ်တိုက်ရင်ပြန်နေကောင်းလာကြတယ်ဘာကြီးတို့ခြံနေကျွန်တော်ခြံနေကကဲ့ရပေါ့ဒါပေမဲ့ဘာကြီးရဲ့ခြံကကုန်းမြင့်လေးပေါ်မှာရှိတာခြံထဲမှာလည်းဆေးဘက်ဝင်တစ်ပင်တွေစိုက်ထားတယ် ကြက်တွေဘဲတွေလည်းမွေးထားသေးတယ်။ကျွန်တော်ငငယ်ရဆိုအချံကိုသွားလဲပြီးကြီးစိမ်ချက်ကျွေးတဲ့ဓမင်းဟင်းတွေအမြဲတောစားနေကြ။ဒီလိုနဲ့ဆောင်းလွင်းတစ်ခုရဲ့ညတညမှာကြီးစိမ်ကရုတ်တရက်ဆုံးပါသွားခဲ့တယ်။အဲ့ဒီနဲ့ဆောင်းလွင်းကလည်းအယံကိုအေးလွန်းတယ်။ဘာကြီးကကြီးစိမ်ရဲ့ရုပ်လောင်းပေးမှာလုံးဝမခွာဘဲနဲ့ငြိမ်သက်စွာ ထိုင်နေခဲ့တာ။၃ရက်လောက်ကြာမယ်။သူ့ပါဇက်ကနေလဲစကားတွေတပေါ့ပွားပြောနေတယ်။ ။ရွာသူရွာသားတွေကတော့ဘာကြီးကိုကြည့်ပြီးတော့တနာကြတယ်။သုံးရမြောက်ညမှာပဲဘာကြီးကသူ့အိမ်မှာကူဆောင်ပေးနေတဲ့ရွာသားတွေကိုအကုန်အိမ်ပြန်ခိုင်းလိုက်တယ်။ကြီးစင်ကိုလည်းသူ့ခြံထဲမှာပဲမြေမြုပ်မယ်တဲ့။အားလုံးကချစ်ခင်လေးစားရတဲ့သူဆိုတော့ဘာကြီးစန္ဒအတိုင်းသဘောတူလိုက်ကြတယ်။နောက်နေ့တော့ကြီးစင်ရဲ့ရုပ်လောင်းမတွေ့တော့ဘူး။ဘာကြီးရဲ့ခြံထောက်မှာတော့တောင်ပို့လီတခုရှိလာခဲ့တယ်။ဘာကြီးကကြီးစင်ဆုံးပြီးတဲ့အိမ်ပြန်မထွက်တော့ဘူး။ စီလဲကုမပီးတော့ဘသူနဲ့မှလည်းစကားမပြောတော့ဒီလိုနဲ့တညမှာကျွန်တော်နဲ့တငယ်ချင်းတွေကဘာကြီးတခုမှလိုအပ်မလားဆိုပြီးတော့အဖော်လုပ်ပေးဖို့အတွက်ဘာကြီးအိမ်ဘက်ကိုသွားခဲ့ကြတယ်။ဒါမှအိမ်နားရောက်တော့အိမ်ထဲကနေထူးဆန်းတဲ့စိမ့်ပြပြမီးရောင်တွေထွက်နေတာကိုလှမ်းမြင်ရတယ်။ကျွန်တော်သုံးယောက်ဘာကြီးအိမ်နားကိုမတိုင်မပဲနဲ့ခြေတံတိတ်တိတ်လေးနဲ့ကတ်သွားပြီးထရင်ချားကနေချောင်းကြည့်ကြတယ်။ပြောရရင်ဘာကြီးကဖိုလ်လဲထိုးတယ်ဗျ။ တကယ်ရတော့ကျွန်တော်တို့ကတော့ဘာကြီးဖိုမြန်းထိုးနေရလားဆိုပြီးတော့ဆက်ဆူကြတာဒါမှမဟုတ်ဘူးဗျဘာကြီးကဆေးကြိုနေတာလို့ထင်တယ်အိုတလို့မှွေပြီးတော့ရှမ်းစကားလိုဘာသာစကားနဲ့ဂါရာကြီးရွတ်နေတယ်ပြီးတော့အတန်အကျယ်ကြီးနဲ့ဂါရာတချောင်းကိုရွတ်ပြီးသူ့လက်ထဲမှာခိုင်ထားတယ်အမဲရောင်ချင်းမြင်းတွေကိုအိုးတွေကိုပြစ်ထည့်လိုက်တယ်ဟုံးကနေဆိုပြီးသူ့အိမ်ထဲမှာစိမ်းဖန်ဖန်မိခိုးငွေပြီးသွားတယ်သူရွတ်နေတာကိုကျွန်တော်ကတော့နားမလဲဘူး ကျွန်တော်နဲ့အတူတူပါလာတဲ့ရှမ်းစကားနားလေတဲ့ငယ်ချင်းရုတ်တရက်လှည့်ပြေးတော့ကျွန်တော်လည်းဘာလို့ကြောက်လို့ကြောက်အောင်မသိဘဲနဲ့လိုက်ပြေးကြတယ်။ပြေးနေရင်တငယ်ချင်းကိုဟေ့အောင်ဘာဖြစ်လို့လဲလို့လှမ်းမိတော့နောက်မှပြောပြမယ်ညဘက်ကြီးမပြောချင်ဘူးလို့ပြောပြီးသူ့အိမ်ထိသူကတန်းပြေးသွားတယ်။ဒီလိုနဲ့နောက်တစ်ပတ်လောက်အကြာမြူတွေဝင့်နေတဲ့မနက်ခင်းတစ်ခုမှာကြီးစိန်ချန်ထဲမှာလမ်းလျှောက်နေတာကိုရွာသားတွေကမြင်လိုက်ရတယ်။ကျွန်တော်မေရဇီးကပြန်လာတော့ကြီးစိန်နေပြန်ကောင်းသွားပြီး ဘာကြီးစေးစွမ်းကောင်းနဲ့ကဲလိုက်တာတကယ်ကံကောင်းတယ်ဆိုပြီးတော့အဖေကိုပြောပြနေတယ်အဲ့ဒါနဲ့အိမ်နီးနားချင်းလူကြီးတွေစုပြီးတော့ဘာကြီးအိမ်ကိုတွားလဲဖို့လောက်ကြတော့ကျွန်တော်လည်းကပ်ပြီးလိုက်သွားတယ်ကြီးစိန်ကနေကောင်းကစားမလို့ထင်တယ်စကားမပြောဘူးလူကတော့ဖြူဖြော့နေတယ်ဘာကြီးကပြောပြတယ်ကြီးစိန်တရွာပြန်လာတာတောဆောင်နဲ့တောင်ဆောင်နဲ့တွေ့ကူညီလို့တဲ့ဒါကြောင့်အခုလို့ပြန်ပြီးရှင်တန်ခွင့်ရတာတဲ့အားလုံးကလည်းအံ့ဩပြီးတော့ဝမ်းသာကြတာပေါ့ ဒီလိုနဲ့သူတို့အိမ်ရပြန်ကန်နေနှုတ်ဆက်ကြတော့ကြီးစင်ကကျွန်တော်ပြုံးပြတယ်။ဒါပေမဲ့သူ့မျက်လုံးတွေကအသက်မပါသလိုကြီးဖြစ်နေတယ်လို့ကျွန်တော်ခံစားရတယ်။ကြီးစင်ပြန်လာတဲ့ညမှာပဲသူတို့ channel မှာမွေးထားတဲ့ချက်တီပဲတွေကရုတ်တရက်စူညံနေအောင်ထအော်ကြတယ်။နောက်နေ့မိုးလင်းတော့ဘာကြီး channel မှာချက်တီပဲတွေမတွေ့ရတော့ဘူး။ဘာကြီးကတော့အရန်စူညံနေလို့အကုန်ရောင်းပလိုက်ပြီလို့ပြောတယ်။ထူးဆန်းတာကဘာကြီးတေချာဆိုင်ပြူထားတဲ့ဆေးဘက်ဝင်အပင်တွေအကုန်လုံးကလည်း ညှိုးနေတယ်။ကြီးစိန်ကိုယူဆိုင်နေရလို့အပင်တွေရေမနှောင်းနိုင်လို့အပင်တွေကညှိုးကုန်တာလို့ပြောတယ်။ဒါပေမဲ့ဒီလောက်မြင်မြင်ကြီးညှိုးကုန်တာတော့ကျွန်တော်ကအံ့ဩနေတယ်။ဒါနဲ့အပင်တွေကိုကျွန်တော်လာကူပေးမယ်လို့ဘာဂျီကိုပြောတော့ဘာဂျီကမျက်နှာမာကြီးနဲ့သူမခေါ်ပဲသူ့အိမ်ကိုမလာပါနဲ့တဲ့။အမင်းနူးညံ့တဲ့ဘာဂျီဟာအခုလိုမမထန်ထန်ပြောတာကျွန်တော်လည်းအခုမှကြုံပြီးတော့နည်းနည်းလန့်သွားတယ်။အော်ကြီးစိန်အနောက်ရှက်ဖြစ်မှဆိုလို့မလာခိုင်းတာပဲဖြစ်မယ်လို့ကျွန်တော်တွေးလိုက်တယ်။ တဖြည်းဖြည်းနဲ့ထူးခြားလာတာက ကြီးစင်ကိုမြင်ရင်ရွာရဲ့ခွေးတွေကထိုးဟောင်ကြတယ်ကြီးစင်အခွေးတွေကိုလှမ်းကြည့်လိုက်ရင်ခွေးတွေငြိမ်သွားပြီးတော့လှည့်ပြေးကြတယ်နောက်ပြီးကြီးစင်ကဘုံချောင်းပေးရဖြတ်သွားရင်ဘုံချောင်းဝင်းထဲကဇေဒီကဆဲလေးတွေကလေးမတိုက်ဖ ೇನೆ ညံနေရောဗျာတရက်တော့ဆရာတော်ဘာကြီးကိုခေါ်တွေ့တယ်အရင်တော့ဘုံချောင်းကိုအမြဲအတူလိုက်သွားတတ်တဲ့ကြီးစင်ကအခုတော့ဟောက်ကြလိုက်မသွားဘူး ဒီလိုထူးခြားချက်တွေကိုရွာသူရွာသားတွေအားလုံးကသတိပြုမိပေမဲ့ဗာကြည့်မျက်နှာနဲ့ဘယ်သူမှဘာမှမပြောကြဘူးကြီးစိန်ပြန်လာပြီးတလားလောက်ကြတော့တရက်မှာရွာရဲ့နန်းကျင်ဆိုတဲ့တငယ်ချင်းတယောက်ကဦးကြည်တို့အိမ်ပြေးရပြောင်းကြံနေမှာတေးနေတာကိုတွေ့ရတယ်စစ်ကြည့်ကြတော့နန်းကျင်ရဲ့ခန္ဓာကိုယ်မှာဘာတန်ရာမှရှိမနေဘူးသူ့တကူလုံးကတော့ဖြူဖြော့နေတယ်မသေးဆုံးခင်မှာကြောက်လန့်စရာတစ်ခုခုကိုမြင်လိုက်ရတယ်လို့မျိုးမျက်လုံးကြီးပြူးပြီးတော့တေးနေတာ ပြောင်းလာချိုးနေတဲ့သူ့ရဲ့လက်တစ်ဖက်မှာပြောင်းကင်းနဲ့ဘာမှမဆိုင်နဲ့လက်ဖက်ရွက်တွေစုပ်ပြီးကင်ထားတယ်။ရာလူကြီးတွေပြောတာကတော့အမောဖောက်တာတဲ့။နန်းကျင်ကကျွန်တော်နဲ့ရွယ်တူဘယ်လိုအမောဖောက်သွားပါလိမ့်လို့ကျွန်တော်တွေးနေမိတယ်။အဲ့ညာနန်းကျင်ရဲ့ရုပ်အလောင်းကိုကျွန်တော်မျက်လုံးနဲ့မထွက်ဘူး။ညသကောင်လောက်ကြတော့ခလန်းလန်းနဲ့မိမတယောက်တချင်းကြီးနေတဲ့တန်ကိုကျွန်တော်ကြားနေရတယ်။အဲ့ဒီတချင်ကကြီးစိတ်ကြီးနေတဲ့တချင်ပဲ။ဒါပေမဲ့အတန်းတော့ ကြီးစိမ်အတန်းနဲ့မတူဒီလိုနဲ့နောက်ထပ်၄ရက်လောက်အကြာမှာရွာထဲကဥထုံးဆိုတဲ့လူကြီးကမြေကမ်းဘေးမှာထပ်ပြီးတော့တည်ဆုံနေရတွေ့ရပြန်တယ်တည်ဆုံနေတဲ့ပုံစံကနန်းကျင်တဲ့တပုံစံနဲ့ပဲလက်ထဲမှာလက်ဖက်ရည်တွေခြင်ထားတာအဆောက်ဥထုံးဟာကွန်ပစ်နေတဲ့ပုံပဲသူပြက်လက်ဆကွန်ထဲမှာလည်းငားတွေအပြည့်ပဲဒါမှမဟုတ်ရည်တွေကနေကွန်ကိုဆွဲတင်ကြည့်တော့ငားတွေကတစ်ခေါက်မှအသက်ရှိမနေတော့ အခုတော့ဒီအဖြစ်ပြက်ဆိုကြအောင်ရွာထဲကလူကြီးတွေကစူယုံစူယုံဖြစ်နေကြပြီအဲ့ဒီညနေမှာပဲကျွန်တော်ဦးကြည်အိမ်ကိုဆေးကြိုနေတော့သွားချောင်းကြီးတော့ပါလာခဲ့တဲ့ရှင်စကားနားလေတငယ်ချင်းကတီဘောကနေပြန်ရောက်လာတယ်။သူကအခုမှရွာမှာဖြစ်တဲ့အကြောင်းအကုန်စင်ကိုသိရတာ။အဲ့တော့မှဟိုနေ့ညကကိစ္စကိုမေးကြည့်တော့သူကအဲ့ဒီညဥကြည်ရွတ်နေတဲ့ဂါရာကပုံမှန်မဟုတ်ဘူး။အစောပိုင်းဂါရာရွတ်တာကတူးတော့တေချာမကြားရဘူးတဲ့။နောက်ပိုင်းမှာရွတ်နေတာက နင်းလိုချင်တာအကုန်ပေးနိုင်တယ်။အေးစိမ်ငါစီပြန်လာလို့ပြောပြီးစီအိုးတွေကိုကြီးစိမ်ရဲ့စပင်းတွေပြစ်ထဲလိုက်တာတဲ့။ကျွန်တော်လက်ဖွက်အဆောင်ချီမြင်နေလို့ထင်ခဲ့တာ။ဒါနဲ့အဲ့ဒီအကြောင်းကိုအညာပဲဖုန်းကြီးစီကိုကျွန်တော်တို့သွားရှောက်ကြတော့ရွာလူကြီးတွေကလည်းရှိနေကြတယ်။ဖုန်းဖုန်းကမျက်နှာမကောင်းငါဆိုင်ကြီးကိုသတိပေးခဲ့တယ်။မင်းစီပြန်ရောက်လာတာအေးစိမ်မဟုတ်ဘူး။ရက်ခါရောက်နေတာ။ तू အမြဲစာလောင်းနေမှာမင်းဆောင်ကြီးဒုက္ခရောက်လိမ့်မယ်လို့ ပြောခဲ့တယ်တဲ့ဥကြီးကတူဆိုင်တပည့်တော်ကျွေးနိုင်တယ်ဖုံဖုံစိတ်မပူပါနဲ့လို့ပြန်ပြောခဲ့တယ်တဲ့အခုတော့ငါတို့ဆိုင်းကြီးကိုတားမရတော့မယ်ဆိုပြီးဥကြီးအိမ်ကိုသွားဖို့တရားလုံးနှီးပါထွက်ခဲ့ကြတယ်အညမှာရွာအကူကြီးတွေကလည်းရွာပက်လေကိုညဆောင်လှုပ်ပေးကြတယ်ကျွန်တော်ဥကြီးအိမ်ကိုသွားတဲ့လမ်းမှာပဲမြေကမ်းဘက်ကနေအော်ဟစ်တန်တွေကြားလို့သွားပြေးကြည့်တော့အဲ့ဒီဘက်မှာကင်းဆောင်နေတဲ့အကူတယောက်ကရှေ့ရနှစ်ယောက်ပုံစံမျိုးပဲတပုံစံနဲ့တည်ဆုံးနေတယ် နေခန်းပေးမှာတော့အရေးအကြီးနှစ်ခုရက်နေရာကိုအားလုံးအမြင်လိုက်ရတယ်။မိတို့တွေနဲ့အဲ့နေရာကိုပြေးသွားကြည့်တော့အရေးတွေပြောက်သွားတယ်။တချို့တွေကတော့လူတွေအလောင်းသားမှကြံခဲ့ပြီးတော့ဟုံးကြီးနဲ့အချို့လူကြီးတွေကဦးကြည်အိမ်ဘက်ကိုပြေးကြတယ်။ကျွန်တော်တို့ကလည်းဆက်စုချင်းစိမ့်နဲ့လိုက်ပြေးကြတယ်။ဦးကြည်အိမ်ကိုလမ်းမြရတဲ့အချိန်မှာအရင်မီးလောင်နေပြီ။ထူးဆန်းတာကမီးတောက်ကအနီရောမဟုတ်ဘူး။ပြာလဲလဲစိမ့်ပန်းပန်းအယောင်မျိုးတွေ။လေလူထဲမှာလည်းအမွှေးတိုင်းနဲ့အတူ ပုတ်တူးတူးအနံ့နေလဲပါလာတယ်။အားလုံးကဝိုင်းပြီးမိငိမ့်မှုကြိုးစားကြတယ်။ဒါမှမဟုတ်တအင်းလုံးကြာကြသွားခဲ့ပြီ။ဥကြည်တို့နှစ်ယောက်ရဲ့ရုပ်လောင်းတော့ရှာမတွေ့ခဲ့ဘူး။အဲ့ဒီချိန်ကစပြီးလာတိုင်းလာတိုင်းလာစား9ရက်ဆိုရင်မြစ်ဘေးမှာအရေးကြီးနှစ်ခုမြင်ရလေးရှိတယ်လို့ပြောကြတယ်။တချို့ကတော့ကြီးစိတ်ကြီးနေကြသချင်းကိုလည်းကြားရတယ်လို့ပြောကြတယ်။အဲ့လိုညတွေမှာရက်ခစားမှကြောက်လို့တရွာလုံးဟာအပြင်းကိုမထွက်ရကြဘူးတဲ့ အစိုးရနားထောင်ဝေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်